Hello everyone. Welcome to Thinking for Kids. မင်္ဂလာပါကလေးလေးတို့ရေကလေးလေးတို့လက်သေးညက်ရတာပြင်းတာမျိုးဖြစ်ဖူးကြလားကွယ်ညက်လိုက်ရှည်လာလိုက်ပြီးရင်ပြန်ညက်လိုက်နဲ့ဒီလက်သေးတွေကဘယ်ကနေဘလို့ရှေးရှည်လာတာလဲလို့တွေးရတွေးဘူးကြလားသိရသိကြလားကွယ်တကယ်လို့မတီသေးရေလက်သေးချီသေးတွေကဘာလို့ရှည်ထွက်လာတာလဲဆိုတာသိရအောင် ီတီနဲ့အတူတူဒီဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်တကယ်တော့လေတီတီတို့တွေရဲ့အရေးပြအောက်လက်သေးအရင်နာမှာလက်သေးစက်ယုံလေးတစ်ခုရှိနေတာကွအဲ့ဒီစက်ယုံလေးကကာရတီလို့ခေါ်တဲ့အမဒတ်ဆဲလေးတွေကိုနေ့တိုင်းထုတ်လုပ်ပေးနေတာပေါ့ကွအဲ့ဒီစေယုံလေးကဆဲအစ်စ်တွေကိုထုတ်လုပ်လိုက်တိုင်းအရင်ထုတ်ထားတဲ့ဆဲအဟောင်းတွေကိုအပြင်ဘက်စီတဖြည်းဖြည်းချီတူးထုတ်လိုက်တယ်ကွ တွားတိုက်ဆေးဘူးကိုညှင်လိုက်ရင်တွားတိုက်ဆေးတွေထွက်လာသလိုမျိုးပေါ့ကွယ်အဲ့ဒီလိုတွန်းထုတ်ရင်းနဲ့အပြင်ဘက်ကိုရောက်လာတဲ့အခါဆဲလေးတွေကမကြော့သွားပြီးတတီရုတွေမြင်နေရတဲ့လက်သေးဆိုတာဖြစ်လာတာပဲကွယ်လက်သေးရဲ့ရင်ဘာလို့မနာတာလဲဆိုတာရောသိကြလားကွယ်ဒီလိုကွယ်အပြင်ဘက်ကိုရောက်လာပြီးမကြော့နေတဲ့လက်သေးတွေဟာတမဲဖြစ်သွားလို့ပဲကွယ်စပင်းညက်သလိုပေါ့ကွယ် တခုတော့တတိထားရမယ်နော်ကလင်းလေးတို့ရေလက်သေးရှိနာကအသားလေးတွေကတော့အသက်ရှိသေးတာမို့ကြိုက်တာဆွဲခွာတာမျိုးလုံးဝမလုပ်ရဘူးနော်နာသွားနိုင်မယ်ကွဲ့လက်သေးတွေဟာဘာလို့ရှိနေရတာလဲဆိုရင်တော့တတိတို့တွေရဲ့လက်ချောင်းထိတ်လေးတွေကို ထိခိုက်မှုမရှိအောင်ကာကွယ်ပေးဖို့ရယ်ဒီစီတဲ့တဲ့လေးတွေကိုကောက်ကင်ဖို့ရဲ့ဥပမာစတိကခွာတာမျိုးပေါ့ကွယ် ပြီးတော့ရားတဲ့နေရာကိုကုတ်ဖို့အတွက်ရဲဓာရီအတွက်အသုံးဝင်တာပေါ့ကွယ်နောက်ပြီးတော့လက်သေးလေးတွေဟာခြေသေးလေးတွေအတွက်ပိုးပြီးအရှိန်မြန်နေကွယ်လက်သေးလေးတွေဟာတလကိုဘလောက်တောင်ရှိတယ်လဲဆို3မီလီမီတာလောက်ကိုပိုရှိတတ်တယ်ကွယ်ရာဒီဥဒုဘူးတဲ့ခါရီမာဆိုလဲပိုးအရှိန်မြန်တက်တာပေါ့ကွယ်ဘာလို့လဲဆိုတွေးလေပတ်မှုဟာပိုကောင်းလို့ပဲကွယ် ကဲကြာစုလက်သေးလေးတွေဘလို့ရှေးလာလဲဆိုတာတီးကြပြီဟုတ်လက်သေးလေးတွေဟာအမြဲရှည်ထွက်နေမှာပဲမို့ကြီးတွေမဝေအောင်နဲ့ရောဂါဘုံမဝေရအောင်ပုံမှန်တော့ညက်ပေးဖို့လိုတယ်နော်ခလေးလေးတို့ရေဘန်ပိုင် Thank you for kiss net to စဉ်းစားပါသင်ယူပါလေ့လာပါကြောရှင်ပါ This is Thank you for kiss Inspiring Rand my Spodin Love in Mass